Hello အားလုံးမင်္ဂလာပါဘူပေါ်မန်ချန်ကနေကြိုဆိုပါရစေဒီနေ့ဂျွန်လ6ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့အပြောင်းရွှေ့သတင်းအစုံကိုကျွန်တော်တင်ဆက်ပြီးသွားမှာပါဆိုတော့ပရီးမီးယားလိထိပ်ဒီကလပ်အသင်းတွေဒါအပြင်တခြားဒီပါလီကကျွန်တော်တို့ဒါထေဂျီကလက်တင်ရဲ့အပြောင်းရွှေ့တွေကိုကျွန်တော်တို့ဒါပြောသွားမှာဖြစ်တယ်ဗောလေပထမဆုံးအနည်းငယ်ကတော့ Manchester United ပြည်သက်တွေသဘောကျနိုင်မဲ့သတင်းမျိုးပါဒါကတော့ကျွန်တော်တို့အနည်းငယ်ဒီ Everton ကဘောနော်ကျွန်တော်တို့ဒီ Anthony Santos ကို လီဘာကူစင်မှာပြန်ခေါ်ဖို့အတွက်သဘောကျမျက်စိကျမှုတွေရှိနေတယ်ဆိုပြီးတော့ report တွေကဖော်ပြလာတယ်။ Every Tang ကနေလီဘာကူစင်အသင်းရဲ့နီးပြအဖြစ်ခန့်အပ်ခံရပြီးနောက်ပိုင်းမှာအသင်းကိုလီဘာကူစင်အသင်းဘက်ကလည်းဒီနီးပြကိုအပြောင်းလဲဒီအမှန်ကန်လုတ်ပေးနေတယ်။သူတို့ပြင် Jeremy Frame ပေါင်းတို့ထွက်ခွာသွားတယ်လို့ Florian Vies ကလည်းလီဘာအသင်းကိုပြောင်းဖို့ရှိနေတယ်ပေါ့နော်။ကစားမားရဲ့နေရာကိုပြန်လဲအစားထုတ်ဖို့အတွက် Anthony Santos ကိုမျက်စိကျနေတာပေါ့။ အဲကလတ်တင်ရဲ့ဘက်ကတော့တန်ခါရဲ့စန်တာကိုလိုက်ရောမရောအခုချိန်မှာမသိရသေးပါမယ်လို့ဒီဘရာဇီးတောင်ပိုင်းကစားမပြည်သူအန်တိုနီဆန်တိုစ်က Real Betis မှာပြကပြသခဲ့တဲ့ performance တွေကြောင့်ပေါ့နော် Eric တန်ခါကလူချင်တာပေါ့ဗျာဆိုတော့ဒါကဒီကျွန်တော်တို့လီဗာပူးကစင်အတွက်တော့တော်တော်ကိုခက်ခဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်။တကူရှိရာကတော့ပြောင်းရွှေ့ကြီးရာမန်ချက်စတာယူနိုက်တက်ရဲ့ဘက်က35တန်းလောက်ပဲတတ်မှတ်ထားတယ်ဆိုပေမဲ့လို့ဒါဟာလည်းဖြစ်တဲ့ပြောင်းရွှေ့ကြီးဆိုပေမဲ့လို့လီဗာပူးကစင်တင်းရဲ့ဘက်ကကစားမရဲ့ performance ကို အသင်းကိုရောက်လာတဲ့အခါပို့ပြီးတော့ကောင်းလာပါလိမ့်မယ်လို့ယုံကြည်မှုမရှိဘူးဆိုရင်သူတို့အနေနဲ့ခေါ်သွားဖို့မရှိဘူး။ဒါပေမဲ့လည်းဘာလို့ United ရဲ့ဘက်ကတော့ Anthony Santos က Real Betis မှာပြတ်သားခဲ့တဲ့ performance တွေကြောင့်ဒီຫນွေမှာခေါ်ယူခြင်းနဲ့အသင်းနေရှိတယ်ဆိုရင်တန်35တန်းလောက်နဲ့ကိုရနိုင်မယ်ဆိုပြီးတော့သူပြောထားတယ်။သူတို့ပြင်း အီဂျစ်ထံကိုယူရိုတန်း100လောက်ပေးပြီးတော့ကျွန်တော်အရစ်တန်ကလည်းခေါ်ပြီးခဲ့တယ်။ကစားမဟာထင်တယ်လို့အလုတ်ဖြစ်မလာဘူး။လုတ်ဖြစ်မလာဘဲနဲ့ကျွန်တော်တိုင်ပတ်ပြီးတော့ကျွန်တော်အငှားချတဲ့အထိပါကျွန်တော်ရောက်သွားတယ်။ဒါကြောင့်ဘောနော်အခုဆိုလို့ရှိရင်ယူနိုက်တက်ရဲ့ဘက်ကအန်တိုနီဆန်တိုစ်ကိုပြန်ပြီးတော့လက်လုပ်ဖို့ကျွန်တော်ကြိုးပမ်းနေတယ်။ဂျာမန်ရပူရီယာနီးပြဖြစ်တဲ့အရစ်တန်ကဟာအန်တိုနီဆန်တိုစ်ကိုလေဘောက်ကူစင်မှာမြင်ရဖို့အတွက်စန်တာရှိနေတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။တကယ်အပြောင်းအရွှေ့ကြိုးပမ်းလားမကြိုးပမ်းမလားလေဘောက်ကူစင်ဘက်ကဘောနော်ကျွန်တော်သာစောင့်ကြည့်ရမှာပါ။ နောက်ထပ်သတင်းတစ်ခုကတော့လူငယ်16နှစ်ပဲကစားသမားလေးဖြစ်တဲ့ Franco Mastantuno ကိုအပြန်ခေါ်ဖို့ကြိုးပမ်းရင်းကနေကစားသမားလေးဟာ Real Madrid ကိုပြောင်းဖို့အတွက်ယူချေလိုက်ပြီးဖြစ်တယ်ဆိုပြီးတော့ Fabrizio Romano ကကျွန်တော် report လုပ်လာတယ်။ကလပ်အသင်းတော်တော်များများပြတဲ့ Manchester United တို့ Chelsea တို့ PSG တို့ Real Madrid တို့ပေါ့နော်။ကိုစီစိတ်ဝင်စားနေကြတဲ့ကစားသမားလေးကိုနှစ်သင်းကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းခဲ့တာအပြန်ခေါ်ဖို့ကြိုးပမ်းခဲ့တာ PSG ရဲ့ကျွန်တော်တို့က Franco Bisor Real Madrid တို့ပေါ့နော်ဒီညမှာ Champions League ကိုလွတ်လွတ်လပ်လပ်ယူထားတဲ့ PSG ရဲ့ဘက်ကလည်းဒီကစားမဖြစ်သူကိုတော်တော်သဘောကျတယ်၁၈နှစ်ပဲရှိသေးတာမှန်ပေမဲ့လို့သူ quality ကိုသဘောကျတဲ့အခါကျတော့အမှန်ကန်ကလူးချင်တာအမေရီယမ်မထွတ်တင်ရဲ့ဘက်ကလည်းကစားမလေးရဲ့ quality နဲ့ talent ကိုမြင်တဲ့အတွက်အမှန်ကန်ရအောင်ခေါ်ချင်တာဆိုတော့နှစ်သိန်းအပြိုင်ခေါ်ခဲ့တာအပြိုင်ခေါ်ခဲ့တဲ့နေရာမှာကစားမဖြစ်သူကိုကိုစီဆွဲဆောင်ကြရင်းနဲ့ကစားမလေးကိုယ်တိုင်ကရီယမ်မထွတ်ကိုပြောင်းသွားတာပေါ့နော် ဆက်ခုနှစ်နှစ်ပဲကျွန်တော်ရှိပါသေးတယ်တတော်ကိုအရင်ချင်းပြည့်တဲ့ကစားမားလေးပါဒါကြောင့်လည်းပဲဥရောပကလပ်အသင်းကြီးကျွန်တော်မြများကအပြိုင်ခေါ်ခဲ့ကြရင်ねအခုဆိုရင် Real Madrid ကခေါ်နိုင်တော့မယ်ပေါ့လေဒါဟာ Real ဘက်ကကျွန်တော်ကြည့်လို့ရှိရင်တော့တတော်ကိုကောင်းတဲ့သတင်းပါအဲနောက်တစ်ခုကတော့ကျွန်တော်အနေနဲ့အာအာဆင်နယ်ပေါ့နော်အာဆင်နယ်ကတော့ Chelsea reject လို့ကျွန်တော်ပြောရမှာလားဗျာနော် Chelsea တင်းရဲ့ကျွန်တော်တို့ဒါလုံးဝ plan နဲ့မှမပါတော့တဲ့ဂူဒမာ Chelsea ဂူဒမာဟောင်းဖြစ်သူเนาะကျွန်တော်တို့ဒီ keeper ကိုလက်ရှိ David Raya ရဲ့ backup အနေနဲ့ခေါ်ဖို့အတွက်ကြိုးပမ်းနေပါတယ်။အီတလီကလာရပိုရီယာဆိုလို့ရှိရင်ကီပါဟာဘုံမောက်ကနေလုံးဝပေါ့နော်အငှားရာဒီကုံသွားပြီဆိုတော့ချက်စီကိုပြန်မယ်။ဒါပေမဲ့အဲ့ဒီတည်းမှာဆိုလို့ရှိရင်စာချုပ်ပါယောဂျီကပေါင်5သန်းတန်ကြီးရှိတာဖြစ်တဲ့အတွက်အာဆင်နယ်ဟာကီပါကိုခေါ်ကျင်နေဆိုရင် ပေါင်5သန်းနဲ့ပဲရရှိနိုင်မှာဖြစ်တယ်ပေါ့နော်။ဆိုတော့အာဆင်နယ်ရဲ့ဘက်ကလည်းဒီကစားမဖြစ်သူနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေကျွန်တော်လုပ်နေပြီးတော့ဒီနီတိုနက်တိုကပေါ့နော်အာဆင်နယ်ကနေထွက်ပြီးတော့သူ့ရဲ့အသင်ဟောင်း ဘုံမောက်ကိုပြန်သွားတဲ့အချိန်မျိုးမှာအာဆင်နယ်ကဘက်ကဂိုးသမားလိုချင်တာဆိုတော့စပိန်ဂိုးသမားဖြစ်တဲ့ကက်ပါကိုဒေဗစ်ရာယာရဲ့ဘက်ကအဖြစ်ကျွန်တော်သာညီပြဖြစ်တဲ့အာဒီဒါကကျူးပန်းနေပါတဲ့ခေါ်နိုင်မှုတွေအတွက်အာဒီဒါရောက်လာပြီးတဲ့နောက်ပိုင်းမှာတော့အာဆင်နယ်ဟာစပိန်ကစားမားတွေကိုဦးစားပေးခေါ်ဖို့ကျူးပန်းနေတယ်။အခုလည်းပဲစပိန်ဂိုးသမား၂ယောက်နော်ဇူဘမင်ဒီတို့မယ်ရီနိုတို့ဒါမျိုးကစားမားတွေကျွန်တော်ရောက်လာတော့မယ်ဆိုတော့ကီပါကိုခေါ်ဖို့ကျူးပန်းတဲ့နေရာမှာအာဆင်နယ်ပြည်သက်အများစုကတော့ဘယ်လိုမှသဘောမကျကြဘူးပေါ့လေ ူတပင်ကတော့ချယ်ဆီကစားမဟောင်းဖြစ်တာရဲ့ချယ်ဆီအသင်းမှာစွမ်းဆောင်ရည်ကောင်းပြသခဲ့တာမျိုးမဟုတ်ဘဲနဲ့တော်တော်တိုင်ပတ်တဲ့အခြေအနေမျိုးနဲ့ရောက်လာမှရဲ့ကြောင့်အာဆင်နယ်ပရိသတ်တွေရဲ့ဘက်ကတော့မလိုချင်ကြဘူးဒေးဗစ်ရာယာရဲ့ဘက်ကဖြစ်ပစီအောင်တော့ဘောနော်တိုးတော်လည်းပဲပေါင်၅သန်းလောက်နဲ့တင်ရနိုင်ပြီဆိုတော့အာဆင်နယ်ရဲ့ဘက်ကအမှန်ကန်ဒီအပြောင်းအရွှေ့ကိုဖြစ်မြောက်ဖို့အတွက်ကြိုးပမ်းနေတဲ့အခြေအနေမျိုးပါနောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့ကဗီတာအိုစီမန်နဲ့ပတ်သက်တဲ့သတင်းမှာအိုစီမန်ကိုခေါ်ယူဖို့အတွက် ကျွန်တော်ဒီအဟီလာရဲ့ကျူပန်မှုကလုံးဝအရာမထင်တော့တဲ့ပုံစံမျိုးဖြစ်သွားပါပြီ။အိုစီမန်နဲ့ပတ်သက်လို့အဟီလာရဲ့ဘက်ကတကယ်လူချင်းတဲ့အခြေအနေမျိုးမှာဒါနာပိုလီထံတရားဝင်ကန့်လန့်မှုတွေကျွန်တော်ပြုလုပ်ခဲ့တယ်။ဒါပေမဲ့လို့နာပိုလီရဲ့ဘက်ကတော့အဟီလာရဲ့ကန့်လန့်မှုကိုပယ်ချခဲ့ပြီးတော့ပေါင်63တန်းရမှသာလက်လွတ်မယ်ဆိုပြီးတော့တုံ့ပြန်ထားတယ်။နော်ဆိုတော့ဒါပေါင်63တန်းဆိုတာကစာချုပ်ပါယောကြည့်ပါ။ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်ကစားသမားနဲ့အဟီလာရဲ့ကြားထဲမှာ လုံးဝသဘောတူညီမှုမရတဲ့အတွက်ဒီအပြောင်းအရွှေ့ကလုံးဝ collapse ဖြစ်ဖို့အတွက်ပေါ့နော်အခြေအနေများသွားပါပြီဆိုပြီးတော့ Fabrizio Romano က report လုပ်လာတယ်။ဒါကြောင့် Victor Osimhen ကတော့ကျွန်တော်တို့အနေနဲ့ဒါအဲဟီလာတို့ဘာလို့ကိုပြောင်းရွှေ့မှာမဟုတ်တော့ဘူးဗောနော်ဆိုတော့ပရီးမီးယားလိဂ်ကလပ်အသင်းတွေဥရောပကလပ်အသင်းတွေအတွက် ဒါ chance ရှိလာပါပြီ။နာပိုလီရဲ့ဘက်ကတော့သူတို့ရဲ့ plan တွေမှာလုံးဝကိုမပါတော့တာဖြစ်တဲ့အတွက် OCMAN ကိုသူတို့လုံးဝလက်လွတ်မှာပါ။ဒါပေမဲ့လို့ဈေးတက်တက်တတာနဲ့လက်လွတ်ဖို့တော့သူတို့စံတာမရှိဘူးဆိုပြီးတော့ပြောထားပြီးသား။စာချုပ်ပါရောကြီးပေါင်63တန်ပြီးမှသာလျင်နာပိုလီကလက်လွတ်နာပိုလီကလက်လွတ်မယ်။အဲဆိုတော့ OCMAN နေနဲ့ပြီးခဲ့တဲ့ရာသီကျွန်တော်တို့ဒီအဝါအတွက်ဘယ်လိုပြောမလဲ။ကလာဒါစာရီတဲ့ဂိုးတွေအများကြီးတွင်းထားပြီးခဲ့တဲ့ကစားသမားပါ။ အများကြီးပြင်ထားပေးခဲ့ကစားမှာပါဒါအပြင်အဟီလာရဲ့ဘက်ကပေါ့နော် ပေါင်54တန်ပေါ့ယူရို65တန်နဲ့နော်ဒါအပြင် plus နောက်ထပ်ယူရို5တန်ဆိုတဲ့တန်ကြီးနဲ့သူတို့ကကန့်လန်းတာအဲဒီလိုနာပိုလီရဲ့ဘက်ကလုံးဝပယ်ချပလိုက်တယ်သူတို့ပြောရဲပေါ့နော်63တန်မှာ63တန်ပဲဆိုတဲ့သဘောမျိုးပေါင်63တန်မှာပေါင်63တန်ဆိုတဲ့သဘောမျိုးပေါ့နော်ဒါကြောင့်နာပိုလီရဲ့ဘက်ကလည်းပယ်ချခဲ့သူတို့ကစားသမားကလည်းအဟီလာကိုပြောင်းဖို့အတွက်လုံးဝသဘောတူညီမှုမရခဲ့ပါဘူး ဟိုစီမံပဲအတင်းကိုပြောင်းရွှေ့သွားမလဲဆိုတာတော်တော်လေးကိုကျွန်တော်သာစိတ်ဝင်စားဖို့ကောင်းနေပြီပေါ့နော်နောက်ထပ်သတင်းတစ်ခုကတော့ဒီနေရာဒီပြောင်းရွှေ့မှာသတင်းနေကြကြပြပြအတင်းပြောင်းမယ်လို့ထွက်ပေါ်နေတဲ့နီကိုဝီလျံစ်နဲ့ပတ်သက်တဲ့သတင်းပေါ့ဗျာဆိုတော့ဒီဘီဘာဝီရဲ့ president ဖြစ်တဲ့ပေါ့နော်သူသူကတော့အေးသူတို့အနေနဲ့အတင်းရဲ့အနာဂတ်အစီအစဉ်တွေအများကြီးရှိနေတယ်အဲ့ဒီတည်းမှာဆိုလို့ရှိရင်နီကိုဝီလျံဟာကျွန်တော်အနေနဲ့ဒီအတင်းရဲ့အတ္တိကအရေးပါတဲ့ကစားမပြရှိနေတော့မယ်ပေါ့เนาะ ဘီဘာဝူနေနဲ့သူတို့အနာဂတ်မှာအောင်မြင်နိုင်တဲ့ဖလားတွေယူနိုင်တဲ့အသင်းတွေဖြစ်သူတို့ကတီဆောက်နေတာအဲ့လိုတီဆောက်ဖို့ဆိုလို့ရှိရင်အသင်းမှာကစားမကောင်းနေကျွန်တော်လူတယ်ဆိုတော့နီကိုဝီလျံစ်တို့လိုကစားမတွေလည်းအသင်းမှာဆက်ပြီးတော့ရှိလေအသင်းတွေအဲ့လိုအောင်မြင်မှုတွေကိုသူတို့ဒါစုခုဘိုးကနီးဆက်လေဆိုပြီးတော့ပြောထားတာဖြစ်တဲ့အတွက်ပေါ့နော်နီကိုဝီလျံစ်ကိုသူတို့အနေနဲ့ရောင်းချဖို့အစီအစဉ်မရှိဘူးနီကိုဝီလျံစ်ကိုတိုင်းရဲ့ဘက်ကတော့ဘာမှကျွန်တော်တို့အနေနဲ့တုံ့ပြန်လာတာမျိုးကျွန်တော်မရှိဘူးဆိုတော့အက်ဒလက်တီကိုရဲ့သူတို့ဒါအုတ်ခရာဖြစ်သူ ါတော့ဒီနီကိုဝီလျံစ်ကိုသူတို့ရောင်းချဖို့အစီအစဉ်မရှိဘူးဆိုတဲ့ပုံစံမျိုးတွေတုံ့ပြန်လာတော့ဒါအာဆင်နယ်တို့ဘာလို့လဲသတင်းထွက်တာမျိုးအခြား Chelsea တို့နဲ့ Kolahala တွေကျွန်တော်ထွက်တာမျိုးဘာစီလိုနာတို့နဲ့သတင်းထွက်တာမျိုးတွေကပြန်ပြီးတော့ငြိမ်သွားတဲ့အခြေအနေမျိုးမှာကျွန်တော်တွေ့ရတယ်။နောက်ထပ်အပြောင်းရွှေ့သတင်းတစ်ခုက Chelsea ပါ Chelsea တင်းရဲ့ဘက်ကတော့လက်ရှိ West Ham တင်းတောင်မန်ကစားမဖြစ်သူ Mohamed Kudus ကိုခေါ်ဖို့အတွက် လုံးဝသဘောကျမှုတွေရှိနေပြီးဒါအပြင်ချင်းကက်လာမှုတွေတချို့ရှိနေတယ်ဆိုပြီးတော့လည်းကျွန်တော်သိရတယ်။ Standard ရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်လက်ရှိချိန်မှာ Chelsea ဘက်က West Ham ထံကိုဒီကစားမနဲ့ဒီ Ghana International နဲ့ပတ်သက်လို့ပေါ့နော်တရားဝင်ကန့်လန့်မှုတွေဘာတွေမရှိသေးပေမဲ့လို့ပေါ့နော်တရားဝင်ကန့်လန့်မှုတွေပြုလုပ်သွားမလားစောင့်ကြည့်ရမယ့်အခြေအနေတခုဖြစ်နေပြီပေါ့ Chelsea တင်းနေတဲ့တိုက်စစ်ကိုအားဖြည့်ဖို့ကြိုးပမ်းနေတဲ့နေရာမှာသူတို့ဒီ Lyon Delap ကိုခေါ်နိုင်တယ်ဒါအပြင် Kudus ကိုလည်းသဘောကျနေတယ်ဒါပေမဲ့လို့ Mohamed Kudus ဒီကျွန်တော်တို့အနေနဲ့ဒါ ဇူလိုင်လ10ရက်နေ့ကစလို့ပေါ့နော်ပရီးမီးယားလိဂ်ကလပ်အသင်းတွေအတွက်ကိုပဲဒီတဲ့ကျွန်တော်တို့ဒါ Rally Cross ဒါ Activate လုပ်နိုင်မှာဆိုတော့ Rally Cross ကစာချုပ်ပါယောဂျီကယူရိုတန်း100ပေါင်း85သန်းတိတန်ကြီးရှိပါတယ်။ဒါကြောင့်မိုဟာမက်ကူရစ်ကိုခေါ်ခြင်းတဲ့အသင်းတွေအနေနဲ့ဆိုလို့ရှင်ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တယ်ဆိုရင်ဘယ်လိုမှကိုလွယ်လွယ်ကူကူရှိမှာမဟုတ်ပါဘူး။ဒါကြောင့်ကူရစ်အနေနဲ့ ကျွန်တော်တို့ကဝက်ဆမ်မှာပဲဆက်ပြီးတော့နေပြမလားချက်စီကိုပြောင်းရွှေ့သွားနိုင်မလားချက်စီတင်းရဲ့ဘက်ကရောအဲ့တလောက်တန်ကြီးနဲ့မိုဟာမက်ကူရက်ကိုခေါ်ပြီးတော့ကျူပန်းလာပါမလားဆိုတော့စိတ်ဝင်စားဖို့ကောင်းနေတယ်ကစားမကကော်လတီပြည့်တဲ့ကစားမပါဒါပေမဲ့ဒီကစားမပြည့်သူကိုခေါ်နိုင်ဖို့ကလုံးဝကိုလွယ်လွယ်ကူကူအချိန်ကြီးမှာကျွန်တော်ရှိမနေဘူးပေါ့နော်အကြောင်လို့တင်ပါဆိုလို့ရှိရင်ချက်စီတင်းရဲ့ဘက်ကတော့ဒီကစားမကိုစိတ်ဝင်စားနေပြီမဲ့တရားဝင်ခေါ်ဖို့ကျူပန်းပါမလားဆိုတော့စောင့်ကြည့်နေစရာကျွန်တော်ကောင်းနေတယ်ဒီကလိုနေနေရောဘယ်လိုမြင်ရလဲဒီနေ့မနေ့ရခဲ့ထားတဲ့ဒါအပြောင်းရွှေ့တဲ့နေနဲ့ပတ်သက်လို့ပေါ့နော် စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေညီကလေးတွေပါသွားလိမ့်မယ်လို့မျှော်လင့်ပါတယ် channel လေးကို subscribe နဲ့အတူတူဆိုလို့ချင်းနှိပ်ပြီးတော့တောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ရမယ်အားလုံးကိုကျေးဇူးပါ